တပည့်တော်တရားထိုင်တာနားသဘောချလို့ပါဗျာအဲ့ဒါကိုခင်ဗျာလည်းရှင်းပြပါတခြားပါးတွေသဘောကျတာရှိတယ်တရားထိုင်တာပဲလားတခြားပါးလို့တောင်သဘောကျနေတယ်အဲ့တရားထိုင်တဲ့ဘောချတယ်တပည့်တော်တရားထိုင်တာပြီးတော့ စိတ်ချမ်းသာတယ်စိတ်လည်းပေါ်ပါတယ်ပြီးတော့ခါမဆိုရင်တယောက်တည်းဖြစ်တာပေါ့ဗျာအဲ့ပြီးတော့ပြီးတော့စိတ်အင်ချမ်းသာစိတ်အင်ချမ်းသာဒါနှစ်သိတယ်ဗျာဒါအိသဘောကျပါတယ်ဗျာဒီမှာတရားတရားတိုက်တာလည်းဗာပြီးတော့အဲ့ခဲလိုက်ရင်ဒီပြီးတော့မြန်မြန်ရှုနေမြန်မြန်ပြတ်သွားပါတယ်ဗျာဒါအသက်သာပါတယ်ဗျာအစတရားလည်းဒီပြီးတော့တရားတိုက်တာဒါသဘောကျပါတယ်ဗျာဒီကားတော့ဒီပြီးတော့ सिंह चांदा को चांदा ता दबोजा वाले दिया अरे अरे दिया जे छे कुदवा बलंकी भगले दो तभी दिया तक दबोजा दो बलंकी कुदवा यार अदा पीछे दो बढ़िया ဘုရားကတော့ဒီမျက်စိတမိတ်ကလေးပဲဟုတ်အတ္တတရားရှိရတာတက်ပါလေဒါအချိန်ပိုင်းလေးတစ်ခုပေါ့မေတ္တာပွားများထုတ်နေရတာကအတ္တတရားရှိရတာတက်ပေါ့နော်ပို့ပြီးတော့ပြည့်မြတ်ပို့ပြီးတော့ညက်တယ်ပေါ့မေတ္တာကမ္မထံကို အချိန်ပိုင်းလေးပေါ့တနေ့ကုန်တော့မဟုတ်တဘွားလုံးမဟုတ်တနေ့လုံးတော့မဟုတ်အချိန်ပိုင်းလေးပွားများထုတ်တာတော့မှအဲ့လိုမပွားများပဲနဲ့အသက်တရာရှည်ရတာတည်းပို့ပြီးတော့ရက်တယ်ဆိုတာမျိုးဝိပဿနာရှုမှတ်တာလည်းဒါဘယ်လောက်တောင်အရေးကြီးလဲဆိုတော့ငါငေါ့စာဆွဲဖြူတာလည်းရှင်ဝါကိုလန်စုဥကောင်းကိုမီးလောင်တာတော့ကိုအရေးကြီးထားပြီးတော့ တရားလုပ်ရဲ့အရေးကြီးပုံမှာဒီမောင်လန်ဆူးတာတော့မှအရင်မနှုတ်နဲ့အောင်ပေါ့ခဏထားလိုက်အောင်တရားတရားကိုအရင်နှလုံးသွင်းခေါင်းမီးလာအောင်တော့မှမငြိမ့်နဲ့အောင်လို့တရားနှလုံးသွင်းအဲ့လောက်ထိကိုအရေးကြီးတယ်လို့ဒါဘုရားရှင်ရဲ့တပည့်ဉာဏ်တော်နဲ့မှဟောကြားခဲ့တာပေါ့လေ ဲ့တော့တန်ဖိုးကတော့အသက်တရာရှိအသက်ရှိတဲ့အသက်ရှိတာထက်တောင်တန်ဖိုးကျအသက်ရှိတာတီလာပေါ့နော်တီလာတီလာကြောင့်အသက်ရှိတာပေါ့အဲ့တော့တီလာရဲ့တန်ဖိုးထက်ဘာဝနာကမ္မထမ်းရဲ့တန်ဖိုးကနိုင်ရှင်လို့မရအောင်ကြီးမားတယ်လို့နားလည်လို့ရတယ်ပေါ့ဟိုဘလောက်တောင်ကုလို့ရလဲဆိုတာကတော့ပြောပြရတာတော့ခက်တယ်ပေါ့နိ ဖြစ်ပြက်မမြင်ပဲနဲ့အနှစ်တရားနေရတာတဲ့ဖြစ်ပြက်ကိုမြင်ပြီးတော့မှဖြစ်ပြက်ကိုတစ်ချက်မြင်ရတာကမြင်တစ်ချက်ကလေးပဲမြင်ပြီးတော့မှသေသွားတာပုံမြတ်တယ်ဆိုတာမျိုးပေါ့အဲ့တော့တီလဆိုတာတော့မှအခုတော့ကြီးရည်ဒီဒါနတီလဘာဝနာတီလတမာရီပညာပေါ့အဲ့တော့တီလက တကယ်ကိုကြီးမားတဲ့လူတွေဆိုရင်သီလကိုအဓိကထားကြတာအဲသီလလူတွေတန်ဖိုးထားတဲ့နားလေတဲ့သီလရဲ့အကျိုးကျေးဇူးတက်ကိုပဲဘာဝနာရဲ့အကျိုးကျေးဇူးဟာအစာပေါင်းများစွာပေါ့အနှစ်တရာနဲ့ဒါမိနစ်ပိုင်းလေးနဲ့ဆိုရင်အစာပေါင်းများစွာဟွာချတာပေါ့ ရှင်သင်နေရတာရှင်သင်ခြင်းနဲ့သိခြင်းတရားဆိုတာလေกว่าช้าတာပေါ့ဒီလိုမြင်ပြီဆိုရင်သိပြော်ပြီဆိုတဲ့တဘောပေါ့ဖြစ်တဲ့လေတစ်ချက်မြင်နေဆိုရင်တော့အဲမေတ္တာလေးမေတ္တာကမ္မထံလေးပွားများနေရတယ်ဆိုရင်တော့မှသိပြော်တယ်ဆိုတဲ့တဘောတရားမျိုးဆိုတော့သိလောက်တဲ့အဲ့တော့အသက်မေတ္တာမပွားပဲ အတ္တတရားမရှိခြင်းမာနဲ့ဖြစ်ပြမရှိဘဲအတ္တတရားမရှိခြင်းမာနဲ့ဒါမေတ္တာကမ္မထာနေ့ပွားများပြီးတော့ဥပဒနာရှုပြီးတော့တရားတော်ကိုပဲပို့ပြီးတော့အကျိုးရှိပါတယ်ဆိုပြီးတော့ဒါဟောကြားထားတာပေါ့လေတော့တန်မိုးကလူတွေတတ်မှတ်ထားတဲ့နားလည်နိုင်တဲ့နားလည်နိုင်တာထက်ပို့ပြီးတော့မှကုသိုလ်ကောင်းမှုအားကြီးတယ် ီလိုရှုမှတ်ခြင်းအဖြစ်လဲရှုမှတ်လို့တည်သွားရင်လည်းအပယ်မကြတော့ဘူးဆိုတော့အပယ်ကြတာဘယ်လောက်ဒုက္ခရောက်လဲဆိုတာကတော့ပြောစရာမရှိဘူးပေါ့ဒါခါလဲဘယ်တော့ပြန်ပြီးတော့အပယ်ကနေလွတ်လာမယ်ဆိုတာပြောမရဘူးပေါ့ဟိုတတဝါတွေရဲ့အမြဲနေတာအပယ်လေးပုံလို့ပဲတရားထဲမှာမှသိရတာတရားနာမှသိရတယ်ပေါ့လေဒါဘုရားရှင်ရဲ့ဉာဏ်တော်နဲ့ခေါ်တာတာပေါ့လူ့ဘဝကိုရောက်လာတယ်ဆိုတာအလေရောက်လာတာပါတဲ့ ူဘွားရဲ့သက်တမ်းဆိုတာလည်းအပယ်လေးပုံမှာနေရတဲ့သက်တမ်းနဲ့စာလိုက်ရင်အဲရေဘွက်ကလေးတစ်ပွက်လေးပါပဲမိုးရွာလို့မြစ်တွေချောင်းနေတဲ့ဟိုမိုးရေပေါက်တွေကြာလို့ရေဘွက်ကလေးတစ်ပွက်ဖွက်ထားတလောက်အချိန်ကာလဆိုတာအမှန်တန်တူတောင်းတော့လူဘွားကိုလာတဲ့လူဘွားရဲ့အနည်း60အနည်း80အနည်း100ဆိုတဲ့သက်တမ်းလေးတော့မှာ ရေဘွက်တစ်ဘွက်လောက်စာလေးလည်းရှိပါတယ်အပယ်လေးပါးမှနေရတဲ့ဘွားတွေကဒါအင်မတန်ကိုရှိလျားတယ်ဆိုတာမျိုးဆိုတော့အဲဒီလိုသတိဆံဘွားနဲ့နိုင်ရစားငရဲဘွားနဲ့မျိုးမျိုးလူတွေကိုညှဉ်းပန်းနှိပ်စက်တယ်လို့ပေါ့ငရဲသားဘွားနဲ့ညှဉ်းပန်းနှိပ်စက်ခံရတာတွေခံရတဲ့ဒုက္ခကို ံရတဲ့ဒုက္ခတွေကတတဝင်ရရှိတယ်ဆိုတာမျိုးစိတ်ဓာတ်ဘဝတွေနဲ့ဒါနေစရာစားစရာမဲတဲ့ဘဝတွေအာဟုရမဲတဲ့ဘဝတွေအကြာကြီးဖြစ်နေရတာနဲ့ရှင်အကြာကြီးဖြစ်နေရတဲ့ဒုက္ခတွေကနေပြီးတော့လူငယ်ချမ်းသာကိုရသွားတယ်အပေလေးပုံမကြတော့ဘူးဆိုတော့ချမ်းသာမျိုးလည်းဒီဝိပဿနာရှုမှတ်မှပဲရရှိနိုင်တာပေါ့တမထလည်းမရဘူးတိလလည်းမရနိုင် သီလရာကြီးလုံးဝပယ်တကားပယ်အောင်တော့မပေးနိုင်ဘူးပေါ့ဝိပဿနာမှာဒါမိမိရဲ့အမြဲနေအပယ်လေးပုံကိုမပြောင်းတော့ဘူးအပယ်လေးပါဘဝအပယ်လေးပါမှာမိမိရဲ့ဘဝခန္ဓာမဖြစ်ရတော့ဘူးဆိုတော့ကြီးမားတဲ့အကျိုးကျေးဇူးကိုလည်းဒါဝိပဿနာမှာဒါပေးနိုင်တာမျိုးပေါ့ မမွေရင်တရိစ္ဆာန်နေဆိုရင်နိုင်ရစားပါလေဘလို့မှရှောင်လို့မရအောင်ကိုကလည်းစားမယ်ကိုလည်းကိုလည်းသူများစားတာခံမယ်ဆိုတာမျိုးကိုကလည်းတတ်မယ်ကိုလည်းသူဘာတတ်တာကြီးနိုင်ငံချင်းတတ်ဖြတ်တာခံမယ်ဆိုတဲ့ဒီဒုက္ခတွေကတော့အဲတတ္တဝါမှရှောင်လို့မရဘူးပေါ့နော်တတ္တဝါတိုင်းကတော့အမြဲနေရအပယ်လေးပါပဲဆိုတော့ လူလူဘဝဆိုတာခဏလာကြတယ်ဧည့်တွေကြီးကြီးပဲပေါ့လေတာနာနဲ့ကြုံရတယ်ဆိုတာလေကြုံရုံနဲ့မကအောင်ခုလိုတရားထုတ်ဖွင့်မှရရှိရဲဆိုတော့နည်းနည်းနော်နော်ခုလိုမဟုတ်ဘူးပေါ့လေတရားတစုတစုပွင့်ဘဝလည်းမလွယ်တာနာနဲ့ကြုံဘဝလည်းမလွယ်အဲဒါလေးကြုံပြီးတော့ခုလိုတရားထုတ်ဖွင့်ရရှိနေတယ်ဆိုတာတော့တကယ်ကိုတန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးကျေးဇူးတွေရရှိနေကြတာပဲပေါ့လေဘလောက်တောင်အမြတ်ရလဲဆိုတာပြောစရာမရှိဘူးပေါ့လေဘလောက်တောင်ကုလို့ရလဲဆိုတာလည်းအကုလို့တွေဘလောက်ထိညော်နေစေရဆိုတာလည်းပြောွယ်မရှိဘူး တော့တဏှာဝိစင်းရဲကလည်းတဏှာဆိုတာကတသက်တကြွန်းဆိုတာကနားလည်နိုင်နေတယ်ပေါ့နော်မတည်မချင်းအချုပ်ခံနေရမယ်ပေါ့ဒီသစ္စာတရားမသိဘူးဝိရဒနာမရှိမှလို့သစ္စာတရားမသိဘူးဆိုရင်တဏှာဝိစင်းရနေပြီးတော့မှဖတ်ပေါက်မရှိဘူးပေါ့တဏှာဝိစင်းရဲမှာကြာခဲ့တဲ့ဝိစင်းရဲမှာဒုက္ခရောက်လို့ကြာခဲ့တဲ့မျက်ရည်ကလည်းသမုဒ္ဒရာ၄၀မကတော့ဘူးလေအသက်ခံရလို့ မှတ်တယ်လေချောင်းတွေးရတယ်သမုဒ္ဒရာ၄စင်းလောက်မကြတော့ဘူးဆိုတော့ခံလဲရတဲ့ဒုက္ခတွေကဒါအခုလက်ရှိမှာလည်းမြင်နေရမှာပဲတိစ္ဆာန်ကြီးလက်ပြခံနေရတာမျက်ရည်တွေကျနေရတာဒါတွေကလောလောဆယ်မြင်ရတဲ့အသက်ခံရတာတွေမြင်ရတာတော့မသက်တာအောင်သူတို့ဘာဒုက္ခရောက်လို့ဝေါ်ရတာကိုမြင်ရတာတော့မသက်တာတာမဟုတ်ဘူးဒီလိုမျိုးမဆုံးနိုင်အောင်ပေါ့ကျတဲ့မျက်ရည်တွေကျတဲ့လေချောင်းတွေးတွေရ သဘောတရား၄စင်းမကအောင်ညားခဲ့ပြီဆိုတော့ဒါကိုယ့်ကိုယ်မသိမှုอ่ะဘလောက်ထိကြီးမားတယ်လဲဆိုတာပေါ့ဒါလောက်ကြီးမားတဲ့ဒုက္ခတွေခံနေရတာတော့မှမသိကြအောင်ပေါ့เนาะဒါဘုရားဟောมาတာဒီဝင်ရရှိတယ်အဲဒီလိုတစ္ဆာမသိနေလဲနောက်လဲဒီလိုပဲမြတ်ကြီးသဘောတရား၄စင်းလောက်ကြာအောင်မယ်လေရောင်းတွေ့ရလဲသဘောတရား၄စင်းလောက်ဟိုတွေ့ကြအောင်စီးအောင်မယ်ဒါတော့မှအဆုံးမှာမဟုတ် အဲ့တော့ဘဝရတဲ့ဒုက္ခဘလောက်ဝူကျွေးရလဲဘလောက်ထိတက်ပြတ်နေဆက်တာကြီးခံရလဲဆိုတာကတော့ပြောစရာမရှိအောင်ပါဒါအားလုံးကိုပြောတာချွင်းချက်မရှိပြောတာတတ္တဝအနန္တတဏှာရှင်နေတဲ့လူတွေရဲ့ဒုက္ခကိုဒါဘုရားရှင်ဟောကြားတာပေါ့အဲ့ဒီဒုက္ခတွေချုပ်ငြိမ်းသွားမယ်ပေါ့ သုလာဒေါဒဗံမဲဖြစ်ဖြစ်ဒါမဟာဒေါဒဗံမဲဖြစ်ဖြစ်အဲ့ဒါဆိုရင်မဲဒါနောက်ခုနှစ်ဘဝပဲတဏှာကျင်လည်ရမှုကခုနှစ်ခါပဲတည်ရတော့မင်းဆိုရဲဒါအဆုံးမရှိတဲ့တည်ခြင်းတရားတွေတည်စရာမရှိတော့ဘူးဆိုတဲ့အဖြစ်လောက်ကြီးကျယ်ခံတာတော့မရှိတော့ဘူးရဟနာတာဖြစ်သွားရင်တော့ဒီဘဝတည်ပြီးသွားရင်နောက်ထပ်ဒီစရာမရှိတော့တဲ့ဘဝပါလေ အဆုံးမရှိတဲ့အဆုံးမရှိအောင်တေပွဲဝင်နေရတဲ့ဒုက္ခတွေဒါတွေကလွတ်မြောက်သွားတယ်သူတပားဒုက္ခခံနေရတာတွေလည်းဒါမမြင်ခြင်းနဲ့မြင်မချခြင်းနဲ့ကြာမသိခြင်းနဲ့သိနေရတဲ့ဒုက္ခတွေပေါ့ရက်ဆက်ကြံကြုံမှုတွေညံပန်နေဆက်မှုတွေဒါတွေမမြင်ရတော့မကြားရတော့မသိရတော့ဆိုတော့ဘယ်တော့ချမ်းသာလဲဆိုတော့ ပြောရမရှိပါလေရတရားမရှိမှဘူးတရားနားမလည်ဘူးဆိုလဲခံရမဲ့ဒုက္ခပြောလို့တော့မကုန်ဘူးပေါ့စဉ်းစားလို့တော့မကုန်တော့ဘူးဆိုတော့တရားနားလည်လို့ရရှိတဲ့ကုလို့ ਆ လဲဒီလိုအဆုံးမရှိတဲ့ဒုက္ခတွေကိုယ်တိုင်လည်းခံရမယ်သူတို့ကခံတာ ူတော်ခန္ဓာလဲကိုကကြုံတွေ့နေရမယ်ဆိုတာမျိုးတွေပေါ့အခုလူ့ဘဝတော်မှာဘုရားဘာသာဖြစ်တာတော်မှာအမျိုးမျိုးအနေဆက်အသက်ဖြတ်အငင်းဆက်ခံနေရတာတွေကြားနေမြင်နေသိနေရတာဆိုတော့ဘဝပေါင်းများစွာဆိုရင်တော့ပြောရမှာရှိတော့ဘောလေဒီဘဝတော်မှာဒုက္ခခံနေရတာတွေ နေတာမှမဟုတ်တာတပ်ပြန်နေဆက်ခံတာတွေနေတာမှမဟုတ်တာဒါတွေကအဆုံးရှိစမရှိတဲ့ဘဝတန်နေရာကြီးဆိုရင်တော့ပြောစရာမရှိတော့ဘူးအဲဒီဒုက္ခတွေကနေကိုယ်လည်းမရောက်တော့ဘူးသူတို့ကဒုက္ခရောက်တာလည်းမတွေ့မြင်ရတော့လောက်အောင်ကြီးမာတဲ့ကုလိုတရားတွေကကြီးမာတာပေါ့မသိတဲ့လူတွေကတော့ခံရဲ့ပေါ့မတတ်နိုင်ဘူးပေါ့လေ နှိစ္စခံတက်ဖြတ်ခံပြန်လာလက်စားချေပေါ့ဒါတွေကတော့မတတ်နိုင်ဘူးပေါ့လေတိသွားပြီဆိုတဲ့ဟာကိုတော့ဒီလိုဒုက္ခခံနေတဲ့မှာမပါတော့ဘူးဆိုတဲ့ပေါင်းကျိုးတွေကိုပြီးဆွနိုင်တဲ့ထီပေါ့တစ္ဆာတိပြီးအာဟုယစစ်ကိုတိပြီးအမှန်တရားကိုတိပြီးပေါ့ဘုရားအစစ်ဆိုတာကိုတရားအစစ်ဆိုတာကိုသိရှိသွားပြီဆိုတာတော့ကျင့်နေစရာကောင်းတာတော့မရှိဘူးဒါလည်းဒီလိုတရားထုတ်မှပဲ မတိရာတိလာမယ်အတိမာတွေကင်းစင်သွားမယ်မကျင့်ရတာကျင့်လာနိုင်မယ်အကျင့်မာတွေကင်းစင်သွားမယ်ဆိုတဲ့အတိမာအကျင့်မာတွေကလွတ်မြောက်ခွင့်ရရှိသွားမယ်ဒါတော့ပြောစရာစကားမရှိအောင်တတ်နိုင်ကြလို့ကြိုးစားပြီးတော့မှဘုရားဟောကိုကိုးကားပြီးတော့မှဖြည့်ရှင်းရတာပါလေကိုယ့်အကိုကတော့ เดี๋ยวได้ัวมันรวยเรา